အနာဒိန်စစ်ကော်မရှင်ကြောင့်ပြီးခဲ့တဲ့စက်တင်ဘာတလအတွင်းဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ပြည်သူ136ဦးတိတ်ဆုံးပြီးနိုင်ငံရေးရ18ဦးဖမ်းဆီးခံရတယ်လို့နိုင်ငံရေးကျင်းသားများအကူအညီဆောင်ရှောက်ရေးတဲ့ AAPP ကမနေ့ကအောက်တိုဘာ3ရက်မှာထုတ်ပြန်ပါတယ်။ဒါ့အပြင်စစ်ကော်မရှင်က၎င်းတို့ပြုလုပ်သွားမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးထားသူ12ဦးကိုလည်းတရင်ချက်လက်တွေရအတီးပြုတ်နိုင်ခဲ့ပြီး အဲ့ဒီထဲမှာအသက်16နှစ်ယောက်ကလေးတွေပါဝင်နေတယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာဖြစ်နေတဲ့ဒီလိုဖြစ်ရပ်တွေဟာသူကိုယ်သူစစ်ကောင်မရှင်လို့အမည်တပ်ထားတဲ့မင်းအောင်လိုင်ကောင်းဆောင်နဲ့အကြမ်းဖက်စစ်တပ်ကကျူးလွန်တာပါဒါဟာရာဇဝတ်မှုပါဒါလူသားဖြစ်တည်မှုကိုစန့်ကျင်နေတဲ့ရာဇဝတ်မှုပါလို့အေးတွဲဖက်တွင်ရင်မှုဥပိုလ်ကြီးကပြောပါတယ်အဲ့ဒီလိုနိုင်ငံရေးရာကျူးလွန်နေတာမျိုးကိုထောက်ခံပြီးအပြစ်မဲ့ပြည်သူတွေကိုတပ်ဖြတ်ဖို့လက်နက်နဲ့နိုင်ငံရေးရာ ထောက်ခံအားပေးနေတဲ့နိုင်ငံတွေရှိသလို မထောက်ခံမဲ့တန်ခတ်အေးအေးယူနေတဲ့နိုင်ငံတွေလည်းရှိနေပါတယ်။ကုလပေါင်းဝင်နိုင်ငံတကာအနေနဲ့မြန်မာနိုင်ငံကမတရားအာဏာသိမ်းအကြမ်းဖက်စစ်ကောင်ဆောင်တွေကိုနိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်ခြင်းအတွက်ထိရောက်ပြင်းထန်တဲ့သတင်းစကားနဲ့လက်တွေ့လှုပ်ဆောင်ချက်တွေချမှတ်နိုင်မှုလိုအပ်ပါတယ်လို့ဥပိုလ်ကြီးကဆက်လက်ပြောပါရယ်။အဆိုပါတေဆုံးသူတွေဟာစစ်ကောင်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတနက်နဲ့ပစ်ခတ်မှုစလာတွေကြောင့်ဖြစ်ပြီး အဲ့ဒီထဲမှာဖန်ဆီးခံရပြီးနောက်အကြောင်းမျိုးမျိုးအကြောင်းတိတ်ဆုံးခဲ့ရသူစုစုပေါင်း14ဦးပါဝင်နေတယ်လို့ AABB ရဲ့ထုတ်ပြန်ကြမ်းရောက်သိရပါတယ်။အခုအချိန်နှင်းဟာ AABB ကလက်လန်းမိသမျှကောက်ယူထားတဲ့အရေးအတွက်ဖြစ်ပြီးအမည်နဲ့တကွအတီးပြုထားနိုင်တဲ့အချက်လက်တွေကိုထည့်သွင်းထားတာဖြစ်ပြီးရေပြင်မှာဖြစ်ပွားနေတဲ့အချက်လက်တွေဟာအခုထက်ပိုမိုများပြားနိုင်ပါတယ်။အာဏာသိမ်းပြီးနောက်စစ်ကောင်မရှင်ဟာစာတင်ကြောင်းတွေပုံကျဲတာဘာသာရေးစာအုပ်တွေတိုက်ခိုက်တာ ကျောင်းသားနဲ့အပြစ်မဲ့ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိမတရားဖန်ဆီးနှိပ်စက်တပ်ဖြတ်တာတွေကိုလှုံ့ဆော်ကျူးလွန်နေပါတယ်။ဒါ့အပြင်လူငယ်တွေကိုလည်းအတင်းကျပ်စစ်ထဲသွတ်သွင်းပြီးတိုက်ပွဲတွေမှာလူသားတိုင်းဖြစ်အုံချကအသေးခံခိုင်းနေပြီး၎င်းတို့ရဲ့ပြည်သူစစ်မှုရာဥပဒေပေါင်းဝင်အတင်းအဓမ္မတသားသည့်စုဆောင်ထားသူတွေကိုမူရစ်ဆေးဆွဲစစ်တိုက်ခိုင်းနေတယ်လို့သိရပါတယ်။အနာဒိန်စစ်ကောင်မရှင်က၎င်းတို့ပြုတ်လောက်သွားမဲ့ရွေးကောက်ပွဲကိုနှောက်ရက်တယ်လို့ဆိုပြီ အသက်မပြည့်သူကလေးငယ်ပါဝင်ပြည်သူ64ဦးကိုနှလားကျော်အတွင်းအမှုဖွင့်ဖမ်းဆီးပြီးစစ်ဘေးရှောင်တူးကို ထောင်လန်း9နှစ်ချမှတ်ခဲ့ပါတယ်။အဆိုပါပြည်သူ64ဦးကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ပြီးခဲ့တဲ့စက်တင်ဘာ30ရက်နေ့ဖမ်းဆီးအရေးယူပြီးအမှု24မှုဖွင့်လှစ်ထားတယ်လို့စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဘုတ်ကော်မတီစီကသိရပါဗျ။အဲ့ဒီရွေးကောက်ပွဲအတွက်နေပြည်တော်မှာမနေ့ကအောက်တိုဘာ3ရက်ကအစည်းအဝေးပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကြီးကြံမှုဘုကော်မတီဥက္ကဋ္ဌစီပြည်ထိုင်ဝင်ကြီးဒုဗိုလ်ချုပ်ကြီးထွန်းလွန်လောင်ကထည့်သွင်းပြောဆိုခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီးလဲရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေတဲ့လုံဆောင်မှုတွေ၊ဝါရဖြတ်မှုတွေ၊ကျူးလွန်နေသူတွေကိုစုံစမ်းဖော်ထုတ်ရေးယူသွားဖို့လိုအပ်တယ်လို့ရွေးကောက်ပွဲကာလလိုက်လုံခြုံရေးကြိုးပမ်းမှုမရှိစေဖို့ဆောင်ရွက်ရမယ်လို့၎င်းကဆိုပါတယ်။ ဒါအပြင်နယ်မြေတည်ငြိမ်ရေးနဲ့ရဲရွာအေဂျင်စီတို့အတွက်မှုကင်းကြဆင်းရေးတရားဥပဒေစိုးမိုးရေးတွေကိုစစ်တပ်ပြည်သူ့စစ်အစလာတွေနဲ့ညှိနှိုင်းပေါင်းဆက်အရှိန်ဟုန်မြင့်ဆောင်ရွက်သွားဖို့လဲ၎င်းရဲ့လက်အောက်ခံတွေကိုပြောဆိုခဲ့ပါတယ်။အခုလာမယ့်ဒီဇင်ဘာမှာပြုလုပ်ဖို့ပြင်ဆင်နေတဲ့စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုပြည်သူနဲ့တွန်လိုင်းအင်အားစုတွေကလက်မခံတာကြောင့်ကာကွယ်ဖို့ရွေးကောက်ပွဲဥပဒေကိုဇူလိုင်လ29ရက်မှာပြဋ္ဌာန်းပြီးအခုလိုအမှုဖွင့်ဖမ်းဆီးလာတာလည်းဖြစ်ပါတယ်။ စေကောင်မရှင်က၎င်းတို့ရွေးကောက်ပွဲအတွက်ပြဋ္ဌာန်းထားတဲ့အဲ့ဒီဥပဒေဟာဤသူကိုဝေဖန်ကန့်ကွက်ခွင့်တမင်းပိတ်ပင်ထားပြီးကရင်မျိုးသားစီယုံ KNU ချင်းမျိုးသားတပ်ဦး CNF စတဲ့တိုင်းသားလက်နက်ကိုင်တော်လိုင်းအဖွဲ့တွေ EAWS နဲ့တော်လိုင်းအင်အားစုတွေကိုလည်းအမှုဖွင့်ထားပါတယ်။လက်ရှိအထိအမှုဖွင့်ဖမ်းဆီးခံရသူတွေထဲမှာအသက်မပြည့်သေးတဲ့ကလေးငယ်ပါဝင်ရန်ကုန်ကရင်နီချမ်းစတဲ့ပြည်သူတွေကလည်းပါဝင်နေပြီး အဲ့ဒီတဲကတောင်ကြီးမြို့ရောက်စစ်ဘေးရှောင်တူးကိုထောင်နန်းခုနှစ်နှစ်ချမှတ်ထားပါရယ်။ဒါပေမဲ့စစ်ကောင်မရှင်ရဲ့ထုတ်ပြန်ချက်မှာတော့အဆိုပါပြည်သူ64ဦးနဲ့ပတ်သက်လို့တိတိကျကျပြောဆိုထားတာမရှိပဲခြုံငုံဖော်ပြကပြည်သူတွေကိုတတိပေးချင်းချောင်းနေသလိုတစ်ဖက်မှာလည်း online ပေါ်ကဝေဖန်ရေးသားသူတွေကိုဖမ်းဆီးရေးယူနေတယ်လို့သိရပါရယ်။အနာဒိန်စကောမရှင်တက်ဟာအမာဂန်တက်ခရီတက်မာရီဖြစ်တဲ့ချင်းမြန်တက်မခမရရီကို နေမြေစစ်စင်တာဝန်တွေအထူးကနှုတ်ရှားဖို့အတွက်ချင်းလင်းတက်မှခလာရဌာနချုပ်တွေလို့အမည်ပြောင်းလဲတာဝန်ပေးကပြန်လဲဖွဲ့စည်းအသုံးပြုနေတယ်လို့စုံစမ်းသိရပါတယ်။လက်ရှိမှာတက်မှနှစ်နှစ်ငါးငါးနဲ့ကိုကိုတို့ကိုချင်းလင်းတက်မှတွေဖြစ်တရားဝင်ပြောင်းလဲအသုံးပြုနေပြီးကြန့်ရှိနေတဲ့တက်မှချုပ်ကိုလည်းဆက်လက်ပြောင်းလဲဖွဲ့စည်းနေတယ်လို့မြန်မာစစ်ဘက်ရာနယ်လုံခြုံရေးဆိုင်ရာလေ့လာရေးဘွဲ့ MDSIC ကသိရပါတယ်။ စေကောင်းဆောင်ဟာစီးရီးပြင်းထန်လာတဲ့2022ခုနှစ်ဝင်းကျင်ကစလို့၎င်းတို့ရဲ့တပ်ဖွဲ့စည်းပုံကိုပြောင်းလဲလာတာဖြစ်ပါတယ်။ဒါအပြင်ဒီမိုကရေစီအစိုးရလက်ထက်မှာစစ်တပ်ကစစ်စင်ရေးကိုယ်ကဲမှုဌာနချုပ်တွေဖြစ်တဲ့စကခ3နဲ့16တို့ကိုချင်းလင်းတပ်မဟာတွေဖြစ်အမိပြောင်းလဲပြီးလေချောင်းချီတိုက်ခိုက်ရေးတပ်တွေဖြစ်ဖွဲ့စည်းခဲ့ပူပါတယ်။အီယော်ရီတိုင်းကျောင်းကုန်းမြို့နယ်တွင်ရှိစစ်ဘေးရှောင်တွေကိုအော်တိုဘာတရနေ့ကထွေဦးယုံကိုခေါ်ယူကာ လာမယ့်ရွေးကောက်ပွဲအတွက်မဲထည့်ဖို့သတိပေးခဲ့တယ်လို့သိရပါတယ်။ကျောင်းကုန်းမြို့နယ်အတွင်းရှိရက်ွက်ကျေးရွာတွေမှာအခြားဒေသတွေကစစ်ဘေးရှောင်ရင်လာရောက်နေထိုင်သူတွေကိုအခုလိုခေါ်ယူသတိပေးခဲ့တာဖြစ်ပါတယ်။ရက်ွက်ရိုင်းမှုကအစည်းအဝေးတက်ရမယ်ဆိုလို့သွားတာလာမယ့်ရွေးကောက်ပွဲကြမဲမထည့်လို့မရဘူးပြောတယ်။သူတို့ဆက်နဲ့ပဲပေးရမှာဆိုပြီးအစမ်းနှိတ်ခိုင်းတယ်လို့ရခိုင်ပြည်နယ်ကစစ်ဘေးရှောင်လာသူတူက AR Times ကိုပြောပါရယ်။ AR တိုင်းတွင်ရှိငတိုင်းချောင်းရေကြီးလေးမျက်နှာမြို့နယ်တွေမှာ အရခတ်တက်တော် A ပူပေါင်းတက်တွေနဲ့စစ်ကော်မရှင်တက်တို့ကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့်ဒေသခံတွေဟာကျောင်းကုန်းပသိမ်ဟင်္ဒရာမြို့နယ်တွေကိုစစ်ရှောင်သူတွေဖြစ်တယ်လို့သိရပါဗျ။ကမ္ဘောဒီးယားကတိုက်ခတ်နိုင်ငံရေးသမားတူကိုပြစ်တက်ခဲ့တဲ့ထိုင်းမျိုးသားတူကိုဗန်ကောက်မြို့ရှိတရားရုံးတရုံးကတောက်ကြနေမှာထောင်နဲ့တစ်သက်တကျွန်းချမှတ်ခဲ့ပါဗျ။ ဖြန့်သိမ်းလိုက်ပြီဖြစ်တဲ့ကမ္ဘောဒီးယားမျိုးသားကစ်တင်ပါတီကလွှတ်တော်အမန်ဟောင်းလင်ကင်မြဟာဇန်နဝါရီလ9ရက်ကကမ္ဘာလက်ကြီးသွားရေးစီကားရောင်းဘန်ကောက်မြို့ရှိခိုဆန်လမ်းမကြီးနီးမှာနေကင်းကြောင်တောင်ပြစ်သက်ခံခဲ့ရပါတယ်အခင်းဖြစ်ရနေရာကထွက်ပြေးက ကမ္ဘောဒီးယားနိုင်ငံနဲ့ဝင်ရောက်ခဲ့တဲ့တနတ်သမားဟာထိုင်းနိုင်ငံသားအီကလက်ခနွိုင်းဆိုသူဖြစ်ပါတယ်သူကိုဖမ်းဆီးကကမ္ဘောဒီးယားနိုင်ငံကဖိနေနံပေးခဲ့ပြီးနောက်ပိုင်းမှာတပ်ပြတ်မှုကိုကျူးလွန်ခဲ့ကြောင်းဝန်ခံခဲ့တယ်လို့ အာနာဘိုင်းတွေကပြောပါရယ်ကမ္ဘောဒီးယားလွတ်တော်အမှန်ဟောင်းကိုလုံခြံတက်ဖြတ်ဖို့သူ့ကိုငှားရမ်းခဲ့ကြောင်းတက်ဖြတ်မှုအတွက်တရားရေးစစ်ဆေးမှုလုံဆောင်ခဲ့တာမရှိကြောင်းအီကလက်ဖနွိုင်းကအာနာဘိုင်းတွေကိုပြောပါရယ်ဘန်ကောက်ရာဇဝတ်ခုံရုံးကအီကလက်ဖနွိုင်းကိုတရားဝင်တည်တံ့ချမှတ်ခဲ့ပေမဲ့အီကလက်ဖနွိုင်းကပြစ်မှုကျူးလွန်ညာဝန်ခံကအာနာဘိုင်းတွေနဲ့ပူးပေါင်းခဲ့လို့ထောင်လန်းတသက်တကျွန်းထိရှော့ချခဲ့ပါရယ်အီကလက်ဖနွိုင်းကိုလူတက်မှုလက်နက်ပိုင်ဆိုင်မှုနဲ့ဆွဲချက်တင်ခဲ့ပြီး တေဆုံးသူရဲ့မိသားစုကို ရောကြီးဘတ်တိတသမ9တန်းပေးဖို့လဲတရားရုံးကအမိန့်ချမှတ်ခဲ့ပါတယ်။အမေရိကန်နိုင်ငံကယူကရိန်းကိုတိုမဟော့ခ်ဒုံးကျည်တွေထောက်ပံ့မှုဆုံးဖြတ်ပါကရုရှားအမေရိကန်ဆက်ဆံရေးကိုထိခိုက်စေမယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကပြောပါတယ်။ဂျန်တာပရီနီကရုရှားနိုင်ငံတောင်ပိုင်းဆိုချီမြို့မှာကျင်းပတဲ့ Beltine Discussion Club အစည်းအဝေးမှာသူကခုလိုပြောခဲ့တာပါ။ ယူကရိန်းကိုတာဝေးပြစ်တိုမာဟော့ဒုံးကျည်တွေထောက်ပံ့မှုစဉ်းစားနေကြောင်းအမေရိကန်နိုင်ငံကဒီသတင်းပတ်စောပိုင်းမှာပြောကြားခဲ့ပါတယ်။တိုမာဟော့ဒုံးကျည်ဟာခင်မီဒုံးကျည်မဟုတ်ပေမဲ့အင်အားပြင်းထန်ကချင်းချမှုဖြစ်တယ်လို့ပူတင်ကအမှတ်ချက်ပြုပါတယ်။တိုမာဟော့ဒုံးကျည်တွေကိုအမေရိကန်တပ်ဖွဲ့ဝင်တွေမပါဘဲအသုံးမပြုနိုင်လို့အဲ့ဒီဒုံးကျည်တွေထောက်ပံ့တာဟာရုရှားနဲ့အမေရိကန်ကြားဆက်ဆံရေးပါဝင်တင်မာမှုတွေအရှိန်မြင့်စေနိုင်တယ်လို့၎င်းကဆိုပါတယ်။ ဒိုမာဟော့ဒုံးကြီးတွေက ထိခိုက်ပျက်စီးမှုတွေဖြစ်စေနိုင်ပေမဲ့ရုရှားကလေကြောင်းရန်ကာကွယ်စနစ်ကိုအစစ်မြင့်ပြီးလက်တုံ့ပြန်မယ်လို့သူကဆက်ပြောပါတယ်။ယူကရိန်းကိုစစ်အကူအညီဆက်ပေးခဲ့တဲ့ NATO ဖွဲ့နဲ့ပတ်သက်လို့ NATO ဖွဲ့ဝင်အားလုံးဟာရုရှားနဲ့ဆက်ဖြစ်နေတဲ့ဆိုတာဖုံးကွယ်မရကြောင်းပူတင်ကပြောပါတယ်။